ငလျင်တန်ကြီးတောက်ထိခိုက်မှုအများဆုံးမျိုးတွေကိုပြောပါဆိုရင်တော့မန္တလေးနဲ့စကိုင်းကထိတ်ဆုံးကပါမန္တလေးမှာလာရောက်ကူညီမဲ့သူတွေကယ်ဆယ်ရေးတွေအများပြပါမယ်စကိုင်းမှာမရှိပါဘူးကဲ့အခုအလူရှင်တွေမျိုးကိုအများကြီးလာတာဝမ်းသာလေတဲ့တချို့ဖွဲ့တို့ဆိုရင်ဆရာဝန်တွေကယ်ဆယ်ရေးသမားတွေမုံတွေချင်းတော်တွေအကုန်ပြည့်စုံနဲ့လာကြတာပါစီဘုံတွေတော့စံအိမ်တွေတော့ပါပါတယ်ဒါပေမဲ့အခုတန်းစီပြီးယူနေတဲ့သူတွေဟာဒုက္ခရောက်နေတဲ့သူတွေ အများစုမပါပါဘူးဒုက္ခမရောက်တဲ့သူတွေပါအိမ်တကားတွေတော့ခတ်တယ်အိမ်ကြီးတလုံးယူတယ်တချို့ဆာလာအိမ်နဲ့တည်တယ်စိုင်းကလေးနဲ့ပတ်တန်းစီပြီးယူနေတဲ့အခွင့်အရေးကများပါတယ်မိသားစုလိုက်ကိုယူကြတာပါ ထမင်းနှုတ်ဆဲကဝင်ဆဲကတန်းစီတယ်ရေးဆဲကဝင်ဆဲကတန်းစီတယ်အေးဆဲကဝင်ဆဲကတန်းစီတယ်ပတ်စံဝင်နဲ့တန်းစီတယ်ပြီးရင်အေဂျီအင်ငယ်အတူတူနဲ့အပြည့်ရသွားပြီးတကယ်လိုအပ်တဲ့သူတွေဘယ်သူမှမရကြပါဘူးလာရင်ကုန်သွားတာများပါတယ် ဒုက္ခရောက်သူတွေအများကြီးကိုကိုချင်းမစာမနာနဲ့ပတ်ယူနေကြပါတယ်။ပြီးရင်ခိုင်နှင်းဝေးလာတဲ့နော်ဖောရထားလာတဲ့ဖြူဝေးလာတဲ့နဲ့ကေစေးလာတာဖမ်မီတင်လာလို့တောင်မဟုတ်ပါဘူး။လာရင်စုပြေးကြပြီးတော့ရက်ွက်တွေစုမြန်နေတာပါပဲ။ပြီးရင်ဝေတာနဲ့မတူဘူး။ယူတာကိုအကုန်လူပြီးဓမြတိုက်တယ်လို့လူယူနေကြတာပေးတဲ့သူတွေတော့မပေးချင်တော့သလိုပါပဲတဲ့။ အခုလောင်းအလူရှင်များလှူခြင်းရင်လှူမဲ့ပစ္စည်းတွေကိုကျွတ်ကျွတ်အိတ်ထဲအကုန်ဆုထည့်ပြီးတိမ်တစင်းလိုက်ဝေပေးပါပင်ပန်းမောင်တိပင်မဲ့မထီရောက်တာချင်းတူတူအပင်ပန်းခန္ဓာပုံတံပါတဲ့မဟုတ်ရင်အကုန်အလက်ကားဖြစ်ကုန်ပြီးဘာမှမထူချပါဘူးတကယ်လို့အဲ့တဲ့လူတွေရဲ့လက်ထဲကိုမရောက်ပါဘူးအတော့ကိုစိုးရလို့လူမုန်းခံပြီးပြောခြင်းဖြစ်ပါလေတဲ့ဒုက္ခရောက်တာချင်းတူတူကိုချင်းစာစိတ်ထားပါတကယ်လို့အလူရှင်တွေဘယ်နေရာရောက်နေလဲ ဘယ်နေရာတွေလိုနေသေးလဲဒါတွေကိုတော့မှလမ်းညွှန်ပေးတင်ပါတယ်တက်နိုင်တဲ့လောက်ကိုပြောပြပေးတင်ပါတယ်အခုတော့အဲ့ဒီလိုမဟုတ်ပါဘူးလိုနေသေးတယ်ဆိုတာနဲ့မရသေးတဲ့ကိုယ်ဆွေမျိုးအတိုင်းဝိုင်းပေါဝင်ခြင်းတွေကိုအကုန်လုံးလမ်းညွှန်ညွှန်ပြီးသူတို့ပဲ AGA ငယ်တော်တော်နဲ့လုံးနေကြတာဟာမြင်မကောင်းရှုမကောင်းဖြစ်နေကြပါလိမ့်တယ်ဒီ post ကိုဆိုရင် share တဲ့ဒီပုံက 38k တော့မှကြော်တယ်ဗျဒါဟာတကယ်ကိုစိတ်မကောင်းစရာကိစ္စပါ။စကိုင်းမှာ လာလူတဲ့ သူတွေအတွက်လည်းသူတို့ကတော့ဒေတာခံမှုတွေအတွက်ကြောင့်ဘယ်နေရာတွေဘာလို့အပ်လဲဆိုတာကိုသိကြောင်မသိပါဘူးတကယ်သိတာကဒေတာခံနေပါဒါကြောင့်တကယ်ဒုက္ခရောက်တဲ့နေရာတွေကိုဒေတာခံနေအနေနဲ့ညှို့ပြပြီးပါလို့တောင်းဆိုချင်ပါတယ်ဒီလိုမျိုးတဲ့စိတ်ဓာတ်တွေနဲ့လည်းလုံးဝကိုမလုံသင့်တဲ့ကိစ္စပါတကယ်ကိုမိုးပြို့အများဆိုပေမဲ့လည်းအခုတော့ဒီလိုမျိုးလုပ်နေတာဟာဒုက္ခရောက်သူအချင်းချင်းကတော့ပေါ်ထိတ်ကွက်လုပ်နေတဲ့တော်တော်များဖြစ်နေပါတယ် တကယ်ကိုမလုပ်သင့်တဲ့ကိစ္စတွေပါနောက်ပြီးတော့တဲ့အဲ့ဒီ post နဲ့ပတ်သက်ပြီးတော့ဝင်ရောက်ရေးသူတွေလည်းအများကြီးရှိတယ်ဗျကိုတွေ့ကြုံသူတွေကပါပြီးရင်တဲ့အင်ဂျီယိုတဲ့သူတွေယာယီတဲအိမ်ပေးမယ်ခြင်တော်ပေးမယ်ဆိုရင်ဇုတ်ကို သူတို့အင်ဂျီယိုတယ်ဖြစ်တာတဲ့ကားနဲ့တောက်လျှောက်မောင်းကြည့်ပြီးတကယ်အင်ဂျီယိုနေတယ်ဆိုရင်ဝင်ပေးလိုက်ပါတဲ့ပင်ပန်းပင်ပဲအချောင်းလိုချင်သူတွေတအားများလို့ပါတဲ့ တန်းစီကိုင်းနဲ့စီကံမရှိဘူးတဲ့အတင်းလူရကြတယ်တဲ့မလို့အပဲနဲ့ဝင်လူကြတာပါတဲ့ကိုပြီတရာအစင်ကရက်ွက်တယ်ဆိုပိုရှန်နေပြီးတဲ့လူရောက်နေတဲ့နေရာတွေကိုရအောင်ခွာပါတဲ့အခုချိန်ကြီးကဲစရေးနဲ့ပြန်တဲ့နေရာချထားရတော့မခွက်ရသေးဘူးထင်ပါရဲ့တဲ့၃ရက်၄ရက်နေလာမှလို့ထိရအောင်လိုက်ကူပေးမဲ့သူဆိုရင်တော့အရန်ကောင်းပါလေတဲ့ဒေသခံတွေရဲ့လောဘဟုတ်တဲ့ ဘလိုမျိုးနှိမ့်သက်ပေးရမလဲတဲ့အမှန်တကယ်လုတ်ပေးနိုင်ရင်လည်းလုတ်ပေးစေချင်တာကတော့ data ကောက်ပေးမဲ့ provider အဖွဲ့တွေရှိရင်ပိုကောင်းပါလေတဲ့ဘယ်မျိုးပဲရောက်ကွမှာဘနဲ့အိမ်တော်စု မျိုးသားဘလောက်မျိုးသူဘလောက်ကလေးဘလောက်ဆိုပြီးရောက်ကွလိုက်ကန့်နေဖွင့်နိုင်ရင်ဘယ်ကန့်ပါလို့လဲဆိုတာတွေထွက်လာရင်ပုံနေတဲ့ကန့်ကနေလိုနေတာတွေကိုပေးဒီချုပ် data တွေကိုတနေရာကနေကင်ပြီးတော့လိုတာတွေကိုထပ်ဖြည့်ပေးဒီလိုမျိုးထုတ်ပြန်ရင်းနဲ့ အခုလိုလာလူတဲ့ garden ကြီးလည်းပိတ်เสียမှာလို့သူတို့အခုလို line ပေါ်မှာအခုလိုမျိုးကိစ္စတွေလည်းဖြစ်မှာမဟုတ်ဘူးတဲ့ရက်ွက်တကြအဆင်မပြေဖြစ်ကြရောတဲ့ line ပေါ်က data နဲ့တွားရတာမျိုးကကြာရင်အဆင်မပြေပါဘူးတဲ့ပြန်လဲထူထောင်ရေးတွက်ပါတဲ့အခုက data မရှိတော့တဲ့အကုန်လုံးဒုက္ခရောက်နေတယ်တဲ့ထမင်းနဲ့ချက်ပြီးသားယူတော့ဘူးနဲ့လိုက်ဝေတာထဲတဲ့စကူဆောင်ထားပါတဲ့အဲ့ဒီမှာချက်တမျိုးလုံးစာလှူစီရင်နဲ့လိုက်ပို့မဲ့ လူမဲ့သူတွေကစပိုးဆောင်ခွင့်နဲ့ချိတ်ဆက်ပြီးစံစီစားဟင်းစစ်အကုန်လူပါတဲ့အလေအလွတ်မရှိအောင်လုပ်ရမယ်ဆိုတကယ်ကောင်းပါလေတဲ့တကယ်ပါပဲတဲ့ကိုလည်းအင်ပြိုကြပြီမယ်အထဲကလည်းလှိုက်ပြိုတာဆိုတော့အပြင်ကနေကြီးအင်ရအကောင်းပဲထင်ကြတာတဲ့အလူရှင်လေးလာလို့ထွက်ယူရင်တော့အကောင်းကြီးနဲ့တိုက်နေနေပြီးလာယူတဲ့ထင်ခံရမှာရှက်တာနဲ့မယူဖြစ်ဘူးတဲ့အခုတင်ထားတယ်လို့တီးသန့်လိုက်ယူတဲ့သူတွေက များတာမို့တရင်တဆင်းပေးမှတကယ်ထိရောက်ပြီးတော့ရှိမှာပါလေ။ဘာပဲပြောရတဲ့လူစင်းရတာထက်တဲ့အတီတရားနဲ့သိခါပါစင်းရနေတာကတော့တကယ်ကိုအဆင်မပြေတာပါတဲ့။ရေပေးတော့ကလည်းအဲ့ဒီလိုဖြစ်နေတဲ့ကြုံရတယ်တဲ့။အခုလေကြုံနေရတော့တဲ့စိတ်မကောင်းဘူးတဲ့။တကယ်ဖြစ်တဲ့အင်းရေအတွက်ကိုတဲ့အင်းတော်မှုစင်းနဲ့ထားပြီးတော့ ယူထားပြီးထုတ်ယူခံရမယ်မဟုတ်ရင်တကယ်မရတဲ့သူတွေမရဘူးတဲ့လူတဲ့သူတွေလည်းလူမောဖြစ်မယ်တဲ့ပြလဲထူတော်ရေးကအရန်ဝေးသွားပါလိမ့်မယ်တဲ့တကယ်လို့လူမယ်ဆိုရင်တော့မပရဟိတအဖွဲ့ချင်းချင်းချိတ်ဆက်ပြီးအပိုင်းလိုက်တာဝန်ယူသင့်ပါလေငလျင်သိမ့်ပြည်သူများမှာရက်ဝက်ကိုစားပြုဖွဲ့ထားပြီးတော့လူတန်းပစ္စည်းတွေကိုလည်းစနစ်တကျအခွဲဝေသင့်ပါလေဒါကိုလည်းဥဆောင်မဲ့သူတွေကရက်ဝက်ကတမတမကြတဲ့ပုံကိုယ်တွေပဲဖြစ်သင့်ပါလေတဲ့အဲ့လိုမျိုးပုံကိုယ်တွေကိုရက်ဝက်ကတည်မှာပါတဲ့ ကြံပေးလို့တော့ကတော့အလူငွေတွေကိုငွေသားပဲထားပြီးတကယ်ပြိုကျပျက်စီးသွားတယ်မိသားစုဝင်လက်ထက်ကို9000ဖြင့်9000တသိန်းမိတသိန်းလိုက်ထည့်ပေးတာကပိုထိရောက်မယ်ထင်ပါတယ်တဲ့ပစ္စည်းတွေသွားပြီးလဲသူ့မှာနေစရာအိမ်တော်မရှိတော့တဲ့ဘလို့မကိုအဆင်မပြေတော့ဘူးတဲ့အလူဆိုတာကတော့လူတဲ့စိတ်နဲ့တင်တရားတရားနဲ့ကုသိုလ်ကတော့ရပြီသားပါတဲ့ဒါပေမဲ့တကယ်တကယ်လိုအပ်တဲ့သူကလည်းရဖို့လိုပါတယ်တဲ့တကယ်တကယ်ဒုက္ခရောက်တဲ့လူတွေကြတော့တဲ့သူတို့အလဲတောင်မရောက်ဘူးတဲ့ ရှောက်တာနဲ့တချက်ချင်းကုန်နဲ့တကယ်လိုအပ်တဲ့သူတွေကားတဲ့ရေတံမှုလေးတစ်ခုတော့မှမရကြဘူးတဲ့။မြင်ရကြတာတကယ်ကိုပြောချင်းစရာပါတဲ့။အဲ့ဒီလိုပါပဲတဲ့။ရန်တန်ကြောင်းတဲ့မလဲတဲ့။အုံညံ့ညံ့ပဲတဲ့။ရန်တန်ကြောင်းတဲ့မလာကြပါနဲ့တဲ့။ရက်ွက်တဲကဘာမှမဖြစ်တဲ့လူတွေကလာပြီးလူကြနေတဲ့။တကယ်လိုအပ်တဲ့လူကသွားယူရင်လဲတဲ့။သူတို့ကလုံးဝမကြိုက်ဘူးတဲ့။တကယ်ဒုက္ခရောက်တဲ့သူတွေကြတော့သူတို့ကအုတ်စုများတော့ကြောက်တယ်တဲ့။ဒါကြောင့်လဲ မတော်ယူဖြစ်ကြတော့တကယ်လိုအပ်တဲ့လူတွေမရဘူးပဲ။ဒါကြောင့်လိုအပ်တဲ့လူတွေကိုလက်ထဲသေးချရောက်ဖို့အတွက်စကိုင်းမှာတော့သေချတဲ့ volunteer အဖွဲ့အစည်းတွေရက်ွက်တွေမျိုးနယ်ကတမတမကြတဲ့အဖွဲ့တွေဖွဲ့စည်းပြီးတော့ data စနစ်တကျနဲ့ကောက်ယူဖို့ကတော့လိုအပ်နေပြီဖြစ်ပါလေ။ဒီလိုမျိုးကိစ္စတွေနဲ့မြေကြီးနားမှာတစ်ခါကြုံမှုတွေတဲ့အဲဒီတော့ရေကြီးတော့ကိစ္စပါလေ။ ရေကြီးပြီဆိုရင်လည်းမျိုးပေါ်ဖုံးကြီးကြောင်းတွေကိုပြောင်းနေရတယ်တကယ်ရောဒုက္ခရောက်တဲ့သူတွေကလှေတဆင့်နဲ့တော်တော်လေးကိုခက်ခဲပြောင်းလို့ရှိသေးတယ်မျိုးတဲ့ရေမဝင်ဒုက္ခရောက်တဲ့အိမ်ကလူတွေကတဲ့သူတို့အိမ်ကတက်ကြီးတဲ့ကလေးတွေအကုန်လုံးဖုံးကြောင်းပို့ထားပြီးပြီးနေရာယူထားပြီးပြီးရဲ့ကြောက်သွားတော့တကယ်ရေပေးတဲ့လူတွေကနေကြထားကြလို့မရှိဘူးတဲ့အတော့တဲ့အောက်တန်းကျတဲ့မြင်ကွင်းတွေပါတဲ့ကနယ်လုတ်တဲ့စနစ်လည်းအဆင်ပြေပါတယ်တဲ့မြို့ကန်တော့လူတာပေါ်တဲ့ စံနေချဘူးတဲတလုံးအိတ်တွေတဲခွဲထည့်လိုက်တဲပြီးတော့တဲ့ကတ်ဒီနဲ့နံပါတ်တွေရေးပြီးအတူလူလူမရအောင်လက်မှတ်ထိုးရက်ွက်တဲ့တဲင်းပြီးတဲ့အိမ်ပေါက်စီတဲင်းကိုတကက်လိုက်ပေးပါတယ်တဲ့နောက်နေ့နေ့လည်းကြတော့အိတ်ရှိလာပြီးကတ်နဲ့ဆန်လာထိုးကြပါတယ်လူလူမရသလိုကတ်မပါလည်းမရပါဘူးတဲင်းကိုတထုပ်စီပိုးလို့မရှိအေးစေတော့ပါတယ်တဲ့အစားတော့ကတော့အိမ်မပြိုတဲ့လိုအပ်တာမလို့အိမ်တိုင်းစီအဲ့ဒီလိုပဲလှူလိုက်ပါတယ်တဲ့အချိန်ပေးပြီးလုပ်နိုင်ရင်တော့အိမ်ပေါက်စီရပါတယ်စံကူထည့်ပြီးတဲ့သူတွေကတော့နှစ်ထုပ်စီပေးလိုက်ပါတယ်တဲ့ တချို့ကတော့ပြောပါတယ်မျိုးတဲကိုအဲ့ဒီလိုပတ်ယူကြတယ်ဆိုပေမဲ့လည်းတဲ့အခုချိန်မှာတဲ့စကိုင်းမှာမျိုးပြက်ကြီးလိုဖြစ်နေပြီးဝယ်ရချမ်းရကုန်စည်တက်တာနဲ့လုပ်ငန်းတွေမလုပ်ရတာနဲ့ဘလို့နေနေ စားဖို့တော့အခက်အခဲဖြစ်ကြပါလေတဲ့ပတ်စံရှိတဲ့လူကဘယ်သူမှပတ်မယူပါဘူးတဲ့တန်းလည်းမတန်းစီကြပါဘူးတဲ့မျိုးတဲပတ်ယူတယ်ဆိုတာကအလုံးလုံးမစားကြမဲ့လူစားကြရတဲ့လူတွေပါတဲ့သူတို့ကအလုံးလုံးမရတော့ပေးတာတွေလိုက်ယူတဲ့သဘောပါတဲ့ ကိုရရက်ွက်တွေဆိုလာတာလှူတာမရတာများပါလေ။ဒါကြောင့်မို့အိမ်ပြုံမမပြုံမထက်တမျိုးလုံးဒီပါပျက်စီးထားတော့စီးပွားရေးလက်ကျနေပါလေ။အလုံးမရှိပဲရှိတာထိုင်စားမဲ့သူကစားလက်ထဲပတ်စံမရှိတဲ့လူကတော့ပေးတာတန်းစားရတာပါပဲတဲ့။အကောင်းဘက်ကမြင်ကြပါလေ။ဒါကတော့တဲ့ကိုဘက်ကအမြင်ကိုပြောတာပါလေ။ကိုတွေ့ကြုံရတဲ့တွားရလူလူတို့ကတော့ဒီကိစ္စကတော့ဟုတ်ပါလေတဲ့။ ဒီနေ့ရက်ွက်တဲကအသည့်ရည်နဲ့ထမင်းထုတ်သွားဝဲတာအဲ့တကယ်ဒုက္ခရောက်နေသူတွေခင်ဗျားအဲ့မျက်လုံးချင်းစုံကြည့်မိုံနဲ့တောကတွေအပူတွေကလည်းယူရမှလို့လို့မယူရမှလို့နဲ့စိတ်မကောင်းစရာတွေကြီးပဲတဲ့တချို့ဆိုရင်အရင်လူဝေထားတာရှိသေးလို့ဆိုပြီးလူများလို့နှစ်ထုပ်ကမ်းအောင်တစ်ထုပ်ပဲယူထားတာတချို့ကြအတင်းတောင်းယူတာမစားရသေးလို့တော့မဟုတ်ဘူးရတယ်ကလေးတွေရောပါတယ်တဲ့လူရက်ပုံစံနဲ့တဲ့လောဘစိတ်နဲ့တောင်းကြတာလေ ဘာလို့လဲတော့မသိဘူးဒါတော့ကျွန်တော်တို့ကမိသားစုတွေကိုနားနေတဲ့နေရာမှာပဲနေထပ်ပြီးတူးထမင်းတပူမရနိုင်တော့လို့မိသားစုလိုက်အသင့်တလူလေးလိုက်ဝေပေးခဲ့တာစိတ်တော့မကောင်းဘူးညာရတဲ့နေရာကြောင့်အများကြီးရမလို့အဲ့လိုပုံထားရတယ်လေတချို့ကတွေညာတဲ့တိုးပြက်စီးပြီးတော့တဲ့နဲ့နေတော့ခွက်နေတယ်တဲ့သူတို့ကလည်းခင်းတွေပဲယူစားကြတယ်ထမင်းတွေပုံထားရတော့မှရှိတယ်တဲ့အများကြီးရကြပြီး မရတဲ့နေရာကြောင့်လည်းဖြစ်တယ်လို့နေကြတယ်ရေတန်းတပူတော့မရဘူးတဲ့တက်နိုင်သူများတော့ကိုရနဲ့သူတွေကအကောင်းဆုံးနီးလန်းနဲ့ကိုကြိုင်အကောင်းဆုံးပဲတဲ့တချို့တွေတော့ဒုက္ခရောက်တယ်တဲ့စီးစနစ်ကောင်းကောင်းနဲ့ပရာဟိတအဖွဲတစ်ခုတော့လိုနေပြီဆိုပြီးတော့ဝေဖန်ထောက်ပြပြောဆိုသွားကြပါလိမ့်